ော်ဒီနေ့ကတော့အရန်ပြောအရန်ကြည်နေပေါ့နော်ဘာလို့လဲဆိုတော့နိုင်ငံကျော်ကြီးနေနဲ့အခုတွဲဖက်ပြီးတော့ပေါ့နော်တကယ်ပထမဦးဆုံးရရှိရဲ့ရွှေစင်ရုပ်တူလေးနဲ့ရရတာဆိုတော့တုတ်ပဲတုတ်ခွင့်ရတာခိုင်မွေးမရှိတော့နာမည်အားနှလုံးနဲ့ရှူလေးဟုတ်ချီမွေးနိုင်ဖြစ်တာပေါ့ဒါဖះကြောင်းတော့မတင်ထားလားဟုတ်လားဘေးဘေးနားမှာဘေးနားဟဲ့ကောင်းလိုက်တာတမီးဒါအထမလေးကျမလည်းတင်နေတော့အုံးရုပ်လား ငိုရာกว่าရไอ้ไอ้คุยดาวโหมไอ้คาจังไอ้ตุ๊ญาก็คุยอย่างลูกพวกอ่ะยังขัดตาชีอ่ะဟုတ်တယ်ဟာตาขัดပါတယ်အမှန်တမ်းဟာตาကိုလည်းချစ်မြတ်လို့ပါတယ်เออย้ายคุยก็ชื่อไอ้ญมาเลโอ้ก็อะคาเดมี่สุเลเนี่ยย้ายขึ้นน่ะมา ချစ်ရရဲ့လင်းလေးရအဲဒီမိသန်းလာတာမြင်ရပြီဆိုတော့စီစဉ်တာပေါ့နော်ဟုတ်ဟိုမင်းသမီးဆိုလေးလေးဟိုဖြစ်မှာဆိုတော့ကိုပဲကြိုက်မိထားလိုက်တယ်အနစ်နာခံပြီးတော့မအားလို့ပါခါနေရပြီးတည်းခုတ်နေတော့လေသမီးလေးကခုတ်တယ်ထစ်တယ်ပပတိမယ်ဖြစ်နေအဲ့လိုကြားပါမယ်နော်သမီးနော်မေပြောပြလိုက်တယ်နော်ဟုတ်တယ်အဲအဲ့လိုသူကပြောရေးဖြစ်နေတာလေကိုပြောပြလိုက်တယ် ပါတယ်လက်ခံထားတဲ့အလုပ်ကလေးမပြီးပြတ်သေးတော့လေခုမှပဲရိုက်လိုက်တာပေါ့နော်မိုးလေးရွာမှာပဲအော်ဒီနေ့ကတော့အရန်ပြောအရန်ကျေနပ်ပေါ့နော်ဘာလို့လဲဆိုတော့နိုင်ငံကျော်ကြီးနေတဲ့အခုတွဲဖက်ပြီးတော့ပေါ့နော်တကယ်ပထမအဦးဆုံးရရှိရွှေစင်ရုပ်တူလေးနဲ့ရရတာဆိုတော့တော့တုတ်ပဲတုတ်ခွင့်ရတာခိုင်မွေးမရှိတော့ ဟာမဟုတ်ပါဘူးလင်းရချူးလေးကြတော့လည်းခင်တယ်ခါတိုင်းကကိုမခွေခွေဘတ်ခွေဘတ်ဆိုတာလည်းမိုက်တယ်ဘလို့ဝေးသွားကြတာပြန်တိုးရှိေသတိအဲ့လိုမျိုးဆိုတော့ပြောပါတယ်ဟုတ်ဟိုယူကြီးကတော့အဲစိတ်ရှင်းရှင်းနဲ့နေကြတဲ့သူတွေဆိုပျော်ပျော်ရွှင်ရွှင်နဲ့ပုံမှန်လင်းလင်းနေတဲ့သူတွေဆိုတော့လေအခုကောင်းမြတ်ဆိုရမ်းပွင့်လင်းတာ ကျမဆိုသူ့ရင်ရောက်တယ်သူ့အရာပေါ်တန်းတက်တာသူ့အခန်းထဲမှာသွားသွားဟွာပေါ့ကွယ်ကျမချူရာပေါ့ချူစီပေါ့နော်အဲကိုကိုကောင်းမြတ်ရေမွေးလေးလိုချင်တဲ့မီးဆိုင်လေးလိုချင်ကျမကောင်းကောင်းတောင်းတာခုနောက်ပိုင်းပကြီးကားတွေဆွေတော်မယ်လေသူ့အရာမယ်အေးတက်ကြရင်ပြောနော်ညီမလေးဟုတ်ကဲ့ပါပေးမယ်ပကြီးကားလားဟုတ်တယ်မွေးလေးလည်းချစ်လာမယ်လို့မနော်ပကြီးကားကြီးပေးဦးပေးမယ်ပေးမယ်အေးတော့လည်းဒီနေ့အရာပြန် share မှာအေးဟုတ်ချစ်မွေးနိုင်ပြစ်တာဗော ါဖះကြောင်းတော့မတင်ထားလားဟလားဘေးဘေးနားမှာဘေးနားဟဲ့ကောင်းလိုက်တာသမီးဒါအထမလေးကျမလည်းတင်နေတာတော့အုံးရုပ်လာပေးရင်ပေါ့ပေးရင်ပေါ့ဒီလိုလည်းရစီချင်ပါရဲ့နော်ဟုတ်ကဲ့ပါရစီချင်ပါရဲ့ခုနကလည်းဘယ်လိုလဲဘယ်လိုလဲခုနကလည်းနဇက်တီပြောပြရတာနော်အဲ့ဒါကိုလုတ်ပါလို့ processor ထုတ်လိုက်ပါလားလို့ကျမရိုက်ပေးမယ်လို့တရားမယူလို့ပြောလိုက်လုတ်ရမယ်လေလုတ်ရမယ်ငိုရာကွာရ ไอ้ขุยดาโกมไอ้คาจังไอ้ตุ๊ม้าขุยหยังลงพวกอ่ะยังขัดตาชีอ่ะไอ้กูราส่วนนี้แล้วก็กูซอชะนี่ก็จม้าแม่ยาปอกจี้อลงจี้เยอะโจ๋าเนี่ยဟုတ်တယ်ဟာသာခတ်ပါရဲ့အင်မတန်မဟာသာကိုလည်းချစ်မြတ်လို့ပါတယ်ကုချူလေးကားလေးလည်းကောင်းတယ်အခုတင်နေပါပါအခုမာယာကြာမာယာကြာဟိုက်ဆိုတွေကြီးပဲလေအဲ့လိုဟိုက်ဟိုက်ပေါ့မမေတို့လို့ကိုကောင်းမြတ်တို့လို့မျိုးပါ မဟုတ်ဘူးဒို့လိုဒို့လိုအထက်ရဲ့ character တွေကနိုင်ငံကျော်နိုင်ငံကျော်လုံးဝ high so တွေကြီးပဲတက်လို့ရတယ်ပွဲကြီးကိုပေါ့နော်ကိုရီလိုမျိုးသတင်းတောက်မှလေးရလဲအဲ့လိုပေါ့ဟန်မားတို့လိုပေါ့မားရဲ့ဆက်စုမပူပေါ့ဆက်စုမပေါ့မားတို့ကြည့်ပြီး तू အဲ့လိုမျိုး like လုပ်ရတာပေါ့နော်ဆက်စုမပူ character ပေါ့အဲ့တော့ဟုတ်တယ်ဒီကိုလာမြင်တဲ့သူတွေကြည့်ထားရတာဟုတ်တယ်ဟုတ်တယ်မမတို့လိုပဲမမတို့နှစ်ယောက်လိုပေါ့ဆက်စမပူလောက်ရတာပေါ့နော်ကိုကိုကိုပုံစံပြောင်းပြီးတော့အဲ့လိုသွားရတာပေါ့ကွအဲ့လိုဇလန်းလေးပေါ့ ကောင်းပါရဲ့မိုက်တိုင်းဘယ်နှစ်တင်ပါကျွန်မ73ရက်နှစ်တင်ပါဟောနောက်ပတ်ဟောတကယ်ပါတကယ်ဟိုက်ဆိုတွေအဲ့လိုမျိုးလေးကြည့်ရအားရစရာကြီးအဲ့လိုမျိုးဟောဒီတောက်ကြာနေ့တင်ပါဟုတ်တယ် Friday ဟုတ်ကဲ့ come a come on Friday this you know yes 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 okay of course အော်အဲ့ဒါတော့ဒီနေ့တော့ကအရန်ပျော်နေတာပဲတည်ရဲ့အဲအမှတ်တရဘလို့ဖြစ်မလဲဆိုတော့ပုံနေထွက်လာတဲ့အခါကျရင်တော့အရန်ဟိုပျော်ရွှင် ပြီးတော့ဟိုတက်တက်မှာပေါ့နော်မေးမရတဲ့ အမတ်တရား look လေးဖြစ်လာမယ်လို့ထင်ပါတယ်အခုကတစ်ခုပဲ깟ထားပေးရပါဗောရှင်ဟောနောက်ထပ်ကြရင်နှစ်ခုဗောဒီတိုင်းဖြစ်ပါစေအများကြီးစူးစမ်းနေပါတယ်တကယ်လို့ဒါကိုယ်နဲ့ထိုက်တယ်နဲ့နှစ်ရောက်လာတဲ့အခါကျရင်ဘုံတော့ထပ်ပြီးတော့ပိုင်ဆိုင်ရပါလိမ့်မယ်ဟုတ်ကဲ့ရုပ်ရှင်ကအများဆုံးမင်းသမီးရဲ့ချုပ်လေးဖြစ်အဲ့လိုလေးတော့ဖြစ်သွားတယ်ကောင်းပြီတော်တော်များများဝမ်းသာလိုက်တာ congratulations ဘာမှလည်းမစားဘူးမကြွေးသေးဘူးလားစားတယ်သူကကြွေးဖို့မအားသေးတာဟုတ်စီစဉ်ပေးမယ်လေတည့်ရက်ဟုတ် နော်ကျေးဇူးတင်ပါတယ်ဟုတ်ပေါ်လေးပါဒီစားစားကောင်းမြတ်ရမ်းကြိုက်တယ်တော့ဝေးချတယ်ချစ်ရပါဗျာချစ်ရပါဂျင်းဆော့မားတဲ့ဟိုကတ်တော့ပိတ်ကြိတ်လေမမလေးမမလေးမအားတော့ခလုံးအမေမေဆိုအိုးအိုးဝါလို့လေမမမလေးမပြန်လုံးမယ်နော်မမလေးမဝမ်းတာပါတယ်ဘာလို့စူးစမ်းမှုအတွက်ဒါ စေးဆက်ကြရအောင်ဒီမျိုးစူးစမ်းမှုတွေအရာရောက်တယ်ဆိုတော့ခုံယူရပါတယ်ဟုတ်သူ့မကက်ဆရာလည်းပြန်လာပါပြီလုတ်လာအကဲခတ်ပါတယ်လိုရရင်ပြောနော်ပြန်ဖြတ်ပြီးလိမ့်မိမယ်အော်ပြိသက်ကိုဘောနော်အများကြီးစူးစမ်းနေပါတယ်လူဒီနေ့လဲအမတ်တရားလေးဖြစ်အောင်အကောင်းဆုံးစူးစမ်းပြီးရိုက်ကူးပါမယ်လို့ဟုတ်